မန်အောင်မြို့နယ်မှာရွေးကောက်ပွဲအတွက်ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNP ဆိုင်ဘိုဆိုက်ထူပြီးတော့မေးဆွေစေယုံမုံတွေစတင်နေတယ်လို့သိရပါဗျ။မန်အောင်မြို့နယ်မှာရှိတဲ့ကအီးကြီးရွာမှာအော်တိုဘာလ12ရက်နေ့ကအဲ့ဒီပါတီတပ်ဖွဲ့ဝင်တွေကပါတီဆိုင်ဘိုတွေစိုက်ထူပြီးတော့ကြီးရွာသူကြီးရွာသားတွေကိုမေးဆွေစေယုံခေကြတယ်လို့မန်အောင်ဒေသခံအမျိုးသားတယောက်ကမျှဝေစရာကိုပြောပါဗျ။မန်အောင်မြို့ဟာစစ်တပ်အလုံးစုံထိန်းချုပ်ထားတဲ့မြို့ဖြစ်လို့ ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲမရှိနိုင်ကြောင်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူရခိုင်မျိုးသားတယောက်ကပြောပါရယ်မန်အောင်မျိုးနယ်အပြင်စစ်ကောင်ရှင်ထိန်းချုပ်ထားစေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမျိုးနယ်တွေမှာလည်းမိတ်ဆွေစည်းရုံးရေးစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါရယ်စစ်ကောင်ရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲပထမပိုင်းကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးရခိုင်မှာစစ်ကောင်ရှင်ထိန်းချုပ်စေမျိုးနယ်၃ခုအပြင်အေအေထိန်းချုပ်ထားတဲ့ကွတ်တန်တွေတောင်ကုန်းနဲ့အမ်းမြို့နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်ကောင်စီကကြေညာထားပါတယ်။